မင်္ဂလာပါရှင် Let's Talk The New Channel ကနေကြိုဆိုလိုက်ပါတယ်စစ်ကောင်စာ Belarus နိုင်ငံရောက်ပြီးရုရှားကတဆင် Belarus နိုင်ငံစီခရီးဆက်တဲ့စစ်ကောင်စာမင်းအွန်လိုင်းဟာမနေ့မတ်လ6ရက်မွန်းလွဲပိုင်းမှာပဲရောက်ရှိနေပြီဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ရုရှားမှာလောက်ခဲ့တယ်လို့ Mid New The Victory Monument မှာလမ်းတူပန်ခွေချစစ်ကောင်ဆောင်ကအလေးတွားပြုခဲ့ပြန်ပါတယ် ဲ့ဒီမှာဘယ်ရာရုစ်တမဒါလူကာရှန်ကော့နဲ့တွေ့ဆုံဖို့ရှိတယ်လို့တမဒါကိုအကမဟာတရေစီတူဂုံထူးဆောင်ပွဲတစိမ့်ပေးအပ်ဖို့ရှိနေပါတယ်။စစ်ကောင်းဆောင်ဟာဘယ်ရာရုစ်ကနေရုရှားစီပြန်ဝင်ပြီးနောက်မတ်လ10ရက်နေ့မှာခီးစဉ်အဆုံးသတ်မှာဖြစ်ပါတယ်။ရန်ကုန်မှာစစ်မှုထမ်းထောက်ပံ့ဖို့တအိမ်တပေါင်းကောက်ခံနေပြန်။ရန်ကုန်မြို့ကမြို့နယ်တချို့မှာစစ်မှုထမ်းတွေထောက်ပံ့ဖို့ဆိုပြီးတအိမ်ကျက်တပေါင်းလုံးပြန်လည်ကောက်ခံနေတယ်လို့ MD News ကစုံစမ်းသိရှိရပါတယ်။ မရမ်းကုန်းနဲ့လိုင်တာယာမြို့နယ်တွေမှာအပိုင်ယာအိမ်မှုတွေကလိုက်လံကောက်ခံနေတာဖြစ်တယ်လို့မြို့ခံတွေကပြောပါတယ်။ ဒီနေ့ဇန်နဝါရီ23ရက်နေ့ကစစ်ကောင်စီကစစ်မှုထမ်းဤဥပဒေအတိပြုလိုက်ပြီးနောက်ဥပဒေနဲ့မညီပဲလက်စားတာချိန်ချောက်လောက်ဆောင်တဲ့စစ်ကောင်စီလက်အောက်ခံတွေကိုတိုင်ကြားဖို့နဲ့တိုင်ကြားရင်အရေးယူမယ်လို့စစ်မှုထမ်းစစ်ခေါ်ရေးဗဟိုဥက္ကဋ္ဌဘိုးချုပ်ကြီးမောင်မောင်အေးကပြောထားပါတယ်စစ်ကောင်စီကစစ်မှုထမ်းတင်နန်းအပတ်စဉ်30အထိတင်နန်းပေးနေပြီးအပတ်စဉ်10ကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းဆင်းသွားပြီဖြစ်ပါတယ် စစ်တွင်တဲ့ကြောက်ဖြူကိုစစ်ကောင်စီပုံကျဲရခိုင်ပြည်စစ်တွင်တဲ့ကြောက်ဖြူတို့ကိုမနေ့ကလေးချောင်းတိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်စစ်တွင်မြို့နယ်တဲကဝါဘူကြီးရွာကိုမတ်6ရက်မနက်ပိုင်းဒရုန်းနဲ့ပုံကျဲခံရမှုအတွင်အိမ်အလုံး30ကျော်မိလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် စစ်တင်မြို့နယ်ထဲကဝါဘိုကျွာကိုမတ်6ရက်မနက်ပိုင်းဒရုန်းနဲ့ပုံကျဲခံရမှုအတွင်းအင်လုံး30ကျော်မိလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ကြောက်ဖြူရင်နဲ့စိတ်ကန်းရှိတဲ့မဒီကျွန်းအနောက်ဘက်ကဦးကင်းကျေးရွာမှာတော့စစ်ကောင်စီကဒရုန်းဖြင့်ဂျက်တိုက်လေယာဉ်တွေတုံးပြီးပုံကျဲခဲ့တာကြောင့်အင်ချီ140ဝန်းကျင်မိလောင်ခဲ့တယ်လို့သိရပါတယ်။အီလွန်မတ်ရဲ့ဒုံးကျည်ပြက်ကြ အမေရိကန်သမ္မတထရန်လက်ဆွဲတော့အီလိုမတ်ရဲ့ SpaceX ကုမ္ပဏီကကြာပြင်းနေမှာဆန်းလွတ်တဲ့အာကာသဒုံးပြယင်ဟာမနစ်ပိုင်းအကြာမှာပဲအဆက်အသွယ်ပြတ်သွားခဲ့ပြီးနောက်အစိတ်စိတ်အမောမောပောက်ကွဲပျက်စီးသွားပါတယ်။ Texas ပြည်နယ်ရဲ့ပေ400ကျော်အကွာမှာပောက်ကွဲသွားတာပါ။ဒါကြောင့်အာကာသယင်အစိတ်ပိုင်းတွေပြန့်ကျဲနေလို့ Florida မှာလေယာဉ်ခရီးစဉ်တွေအားလုံးရပ်တန့်လိုက်ရတယ်လို့ Orlando နဲ့ မာယာမီတို့ကလေရင်ခီးတွေလည်းယာယီရက်ဆိုင်ထားရတဲ့အခြေအနေပါဒီခဲ့တဲ့ဇန်နဝါရီတုန်းကတော့ SpaceX ရဲ့အာကာသယာဉ်စမ်းသပ်ပြန်တမ်းမှုဟာမအောင်မြင်ပဲပြတ်ကျခဲ့မှုပါတယ်။ Elon Musk ဦးဆောင်တဲ့ Doge အဖွဲ့ကနေအမေရိကန်ရဲ့ကမ္ဘာတဝန်းကိုပေးအပ်နေတဲ့စာနာထောက်ထားမှုအလူငွေတွေကိုပြန်လည်ဆန်းစစ်နေပြီးအမေရိကန်အကူအညီရယူနေရသူတွေရဲ့ကျန်းမာရေး၊လူမှုရေးအပအဝင်၊ကဏ္ဍပေါင်းစုံမှာထိခိုက်ခံစားနေကြရပါတယ်။သတင်းလေးကတော့ဒီလောက်ပါပဲရှင်။ ဇုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်လာမယ့်အစီအစဉ်တွေဆောင်းပါးတွေမှာပြန်လည်တွေ့ဆုံကြအောင်ပါမယ်။ကျမတို့ channel လေးကို subscribe လေးလုပ်ပြီးဗေကခေါင်းလောင်းလေးကိုနှိပ်ပေးထားကြဖို့မေတ္တာရက်ခံအပ်ပါတယ်ရှင်။ကျမနဲ့ပါ